ဟယ်လိုအားလုံးမင်္ဂလာပါစုတန်ရီ channel လေးမှာကြိုဆိုလိုက်ပါတယ်အဲဒီနေ့အဲဆွေးနွေးမဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဆွေးနွေးခြင်းနဲ့အကြောင်းအရာလေးပေါ့နော်ဆွေးနွေးခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါတော့ကျေးဇူးတင်ခြင်းဖြစ်ပါတယ်ဘောနော်ဆွေးနွေးစဉ်ဘဝမှာကြုံတွေ့နေကြရတယ်အဲစိတ်ဖြစ်စီမှုတွေရှိမယ်စိတ်ထက်ကြစရာတွေရှိမယ်စိတ်မရှမ်းမြေ့စရာတွေရှိမယ်အဲ့ဒီအရာတွေကိုကုစားပေးနိုင်ဖို့ အတွက်ရယ်သူတို့ရဲ့ပိုင်ဆိုင်ထားတဲ့ကောင်းခြင်းအဖျားဖျားတွေတည်တံ့ဖို့နဲ့တိုးပွားဖို့အတွက်ရယ်အဲ့ဒါတွေအတွက်လုပ်ပေးရမယ့်အရာတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့အဲဘဝရယ်အဲပတ်သက်ဆက်ဆက်လာတဲ့အရှင်ဒီအရရအတိုင်းပုံမှာဂျေဆုတရားပွားများဖို့ပါပဲအဲ့လိုဂျေဆုတရားပွားများတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ frequency တွေ energy တွေကတိုးတက်မြင့်မားလာစေပါတယ် အဲ့ဒီလိုမြင်မလာတဲ့အတွက်ကြောင့်မို့လို့စိတ်ရှမ်းမြေမှုတွေရလာမယ်။နေ့ရက်တိုင်းနေ့ရက်တိုင်းမှာအဲပျော်ရွှင်မှုတွေဖြစ်လာမယ်။စိတ်ဓာတ်အားအင်တွေရလာမယ်။အဲစိတ်ဓာတ်ကျစရာဖြစ်တယ်။ဘာမှမရှိတော့ဘဲနဲ့အဲစိတ်ပျော်ရွှင်ရှမ်းမြေမှုကိုယ့်ရဲ့ဘဝပေါ်မှာအဲကျေနပ်မှုအတင်းတိမ်ရောက်ရင်မှု နှစ်လိုမှုတွေရလာပြီးတော့ကိုလိုချင်တဲ့အရာကိုတဖြည်းဖြည်းချင်းဆွဲဆောင်နိုင်သွားပါတယ်။ ဒါကြောင့်မို့လို့စုလို့ဟာကျေးဇူးတရားပွားများဖို့အတွက်လူကိုလိုအပ်ပါတယ်မနေ့ခင်မိုးလင်းတာကနေစပြီးတော့မျက်လုံးနှလုံးလေးပွင့်လာတဲ့အခါမှာမျက်လုံးနှလုံးပွင့်လာခဲ့တဲ့အတွက်노ထလာခဲ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့အချိန်ထိဘာယောဂမှမရှိဘဲနဲ့အသက်ရှင်နေထိုင်ခွင့်ရနေခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။မွေပြေခဲ့တဲ့မိဘနှစ်ပါးကိုကျေးဇူးတင်ပါတယ်။ မျက်နှာလေးတက်ခွင့်ရတာကိုကျေးဇူးတင်ပါတယ်ရေလေးရှိုးခွင့်ရတာကိုကျေးဇူးတင်ပါတယ်မနက်စာလေးစားခွင့်ရတာကိုကျေးဇူးတင်ပါတယ်အအထူးသဖြင့်ပေါ့နော်ဒီနေ့တိုင်းကိုလုံနေတဲ့အပြုတ်မူတိုင်းကိုကျေးဇူးတင်ရပါမယ် အထူးသဖြင့်အဲတတိလေးရလိုက်တယ်ကိုကဝန်ထမ်းဆိုရင်ကိုကိုအလောက်ခံပေးခဲ့တဲ့သူရှိမယ်အဲ့ဒီအလောက်ခံပေးခဲ့တဲ့ပုဂ္ဂိုလ်ကိုကျေးဇူးတင်ပါတယ်ကိုကအဲဈေးရောင်းနေဆိုလို့ရှိရင်ကိုရဲ့ကတ်စတမာတွေကျေးဇူးတင်ပါတယ် ကိုရဲ့မိဘကမွေးထုတ်ပေးခဲ့တယ်မွေးချင်းမောင်နှမတွေညီမတွေရှိမယ်သူတို့ကိုကျေးဇူးတင်ပါတယ်အခုနဲ့ခင်ပေးနေကြတယ်အပတ်ဝန်းကျင်အတိုင်းဝိုင်းတငယ်ချင်းအပေါင်းအသင်းတွေရှိမယ်သူတို့ကိုကျေးဇူးတင်ပါတယ်ကိုကိုခင်ပေးကြတဲ့သူချစ်ပေးနေကြတဲ့သူတဦးတယောက်ရှင်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကိုကိုအချစ်ခင်မှုတွေပေးတယ်ဂရုစိုက်မှုတွေပေးတယ်အကူညီခဲ့ဘူးတယ် เนาะထို့သူတွေအားလုံးကိုအဲကျေးဇူးတင်ပါတယ်ကိုရဲ့နေ့ရက်တိုင်းမှာအဆင်ပြေရှုံးမွေးမှုတွေဖြစ်လာတယ်။ကိုနေခဲ့တဲ့အိမ်၊ကိုနေနေတဲ့အဝန်ထမ်းနေရာ၊ကိုနေနေတဲ့အလုပ်ဌာနအဆိုင်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘောနော်ကိုနေပတ်သက်ဆက်ဆက်နေတဲ့အရာရာတိုင်းအထီးတွေးမှုတိုင်းအထီးတွေးမှုတိုင်းကိုကျေးဇူးတင်ပေးရမှာဖြစ်ပါတယ်။ ကိုနဲ့တွဲပတ်ထုတ်ကင်နေတဲ့ဝန်ထမ်းများအဲကိုနဲ့လုပ်ငန်းသူစီးပွားသူအဲကိုကို အကျိုးပြုဘူးတဲ့သူကုညီဘူးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်အဲငငယ်လေးရနေပြီးတော့ယခုချိန်ထိအဲရှိရှင်မေတ္တာတွေအဲရရှိစေရှိရှင်မေတ္တာတွေအတွက်ရရှိခဲ့ပြီးတော့ရှိရှင်မေတ္တာတွေအတွက်ရအားလုံးကိုကျေးဇူးတင်ပါတယ် ိုယ်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီတိုင်းကိုလည်းကျေစွတင်ပါတယ်အလူတိုင်းလူတိုင်းမှာအဲယနေ့အချိန်ယခုအချိန်ထိပိုင်ဆိုင်ခွင့်ရနေတဲ့အရာတွေရှိပါတယ်အဲ့ဒီအရာတွေရဲ့တစ်ခုချင်းစီတိုင်းတစ်ခုချင်းစီတိုင်းရဲ့အဲကောင်းွက်တွေကိုမြင်အောင်ပြီးတော့မှတစ်ခုချင်းစီကိုကျေစွတင်ပေးဖို့လိုပါတယ်အဲကျေးဇူးတင်တဲ့ရှင်ဟာနောက်တစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှင် အကောင်းမြင်စိတ်တွေကိုတိုးပွားအောင်လုပ်ရလဲရောက်ပါတယ် အဲ့ဒီ positive vibe တွေကိုယ့်ရဲ့စိတ်မှာညာလာတာနဲ့အမြင်ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ energy တွေကလည်းအဲမြင့်တဲ့ဘက်ကိုရာခိုင်နှုန်းမြင့်တဲ့ဘက်ကိုပို့ပြီးတော့ရောက်လာပြီးတော့အဲကိုယ့်ရဲ့ဘဝအောင်မြင်မှုပါလေအဲမလွဲမသွေမှုရှရရှိလာမှာဖြစ်ပါတယ် ိုမတိလိုက်တဲ့အချိန်လေးအတွင်းမှာပဲကိုရဲ့ဘဝဟာတဖြည်းဖြည်းနဲ့နှစ်လိုပဲကောင်းတဲ့ဘဝလေးကိုဖြစ်လာမယ်။တာယာရှမ်းမြေတဲ့ဘဝလေးကိုဖြစ်လာမယ်။လူများကိုအားကြတဲ့ဘဝလေးကိုဖြစ်လာမယ်။ကိုရဲ့အရေးရှင်းနေအဲတိုးပွားလာမယ်။ကိုရဲ့အဲစိတ်နှလုံးတွေ ကောင်းမွန်လာမယ်။နေ့ရက်တိုင်းနေ့ရက်တိုင်းမှာနေရထိုင်ရလို့အရန်ကိုကောင်းလာမယ်။အဲပျော်ရွှင်မှုတွေများလာမယ်။ကြည်နူးမှုတွေများလာမယ်။စိတ်အလိုမကျတာတွေအဲစိတ်အနှောက်ယှက်ဖြစ်တာတွေစိတ်တက်ကြတာတွေဘာတခုမှမရှိတော့ဘဲနဲ့အဲကိုယ့်ရဲ့မျက်နှာအကြည့်တက်လေးရလာမယ်။လူများရဲ့လေစာရှိခင်မှုကိုခံရလာမယ်။လူများကဝိုင်းဝန်းပြီးတော့ရှိခင်လာကြမယ်။ ကိုလိုချင်တဲ့အရာကို အလွယ်တကူ manifest ပြုလုပ်လို့ရမယ်ပို့ပြီးတော့မှ လွယ်ကူသွားတယ်ဒီ Jesus တင် dashin စိတ်ဓာတ်လေးရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုလုံးနေတဲ့ manifestation နည်းလမ်းတွေကပို့ပြီးတော့မှလွယ်ကူသွားမယ် law attraction နည်းလမ်းတွေဆိုလို့ရှိရင်လည်းပိုပြီးလွယ်ကူသွားမယ်ကိုမှန်းထားတယ်မှန်းဆက်ပန်းနိုင်ကိုအဲလွယ်လွယ်ကူကူအယောင်ပို့ပေးနိုင်တာဒီဂျေဆုတင်တဲ့ရှင်အပဲဖြစ်ပါတယ် ါကြောင့်မို့လို့အဲဆူရဲ့မိတ်ဆွေတွေတငယ်ချင်းတွေအဲဆွေမျိုးသားချင်းတွေအားလုံးကို ပြောချင်တာလေးတစ်ခုပါအဲအရာရာတိုင်းကိုအဲကျေးဇူးတင်ပေးပါကျေးဇူးတရား ပွားများပေးပါအဲကျေးဇူးတည်တဲ့သူတွေလည်းလောကမှာအများကြီးရှိပါတယ်အဲဒါပေမဲ့ပေါ့နော် ဆိုတာဒီဗီဒီယိုလေးမှာပေါ့เนาะဒီကျေးဇူးတင်တဲ့အကြောင်းလေးကိုဆွေးနွေးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီတိုင်းဆွေးနွေးရပါအဲသူတို့ထပ်ပို့ပြီးတော့မှကျေးဇူးတရားကို ပွားများနေတဲ့သူတွေကျေးဇူးတရားနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ထဲထဲဝင်ဝင်သိတဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်သူတည်တဲ့လောက်ကိုပေါ့နော်ဒီကျေးဇူးတရားနဲ့ပတ်သက်ပြီးသူတည်တဲ့လောက်ကို ပြန်ပြီးတော့ဆွေးနွေးခြင်းလေးပြုလုပ်တာပါ ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနားထောင်ပေးကြတဲ့သူတအုပ်တရားရှင်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်